ရေဆက်တို့သည်လည်းတခါတရံမစုံစည်းသာလာမင်းမုံမုံအပိုင်းဆက်ရှက်ကိုကဒီလူစီရအကြွေးတစ်ခုခုတင်နေလိမ့်မယ်လို့မင်းထင်နေရလားနှုတ်နေ ရှမ်ပိန်းအတန်ကဒေါသနဲ့မာကျောနေပါသည်။ "तू ကဒီသဘောပြောလိုက်တာပဲလေကိုကြီး။ तू ပြောရဲ့စကားကိုနားလဲမလဲဘူး။ကိုရင်ကြားတာမဟုတ်တဲ့အတွက်ဘာမှလည်းထင်မြင်ယူဆချက်မပေးတတ်ဘူး။" တေးကြတာကဒီလူစီကကိုဘလို့ကိုနေစောက်ရှောက်မှုမျိုးမှာမရယူခဲ့ဘူးတာပဲနေပါဦးနုနေမင်းကကိုပြောတာကိုရှုံးပါလားသူပြောတာကိုရှုံးပါလားနုနေသည်ရံပဲ့ကိုစူးစူးကြီးကြည့်နေရမှမျက်ရည်တွေတလိမ့်လိမ့်ကြကတဆိုင်ဆိုင်ငိုလိုက်မိပါသည်ကဲဘာဖြစ်လို့ငိုရပြန်တာလဲနုနေနုနေနုနေအရင်စိတ်နေလာပြီတိတ်လား တကယ်ဆိုနုနယ်တို့အိမ်တော်တက်လေးရသုံးလမပြည့်တပြည့်ရှိပါသေးတယ်။အိမ်တော်ဦးလေးပဲရှိပါသေးတယ်။စကားအခြေတင်ပြောရတယောက်ကိုတယောက်ဒေါသထွက်ရတာပြီ။ဘယ်နဲ့ချိန်တော်ရှိနေပြီလဲ။ဒီကိစ္စနဲ့ကြီးပဲပြဿနာဖြစ်နေရတယ်။ဒီကိစ္စနဲ့ပတ်သက်ကိုကြီးကနုနယ်ကိုအမြဲဒေါသထွက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းရောကိုကိုရန်လိုခဲ့တာ၊စကနာထိုးခဲ့တာ၊ပောက်ကွဲခဲ့တာဒေါသဖြစ်တာတွေမဖြစ်ခဲ့ဘူးလား။ဟုတ်တယ်ဖြစ်ခဲ့တယ် အဲ့လိုဖြစ်နေကြရတာကိုအရန်ခါသိနေပြီမခံစားနိုင်တော့ဘူးပင်ပန်းနေပြီမောနေပြီကိုလေးဒီတိုင်းမဲ့လီကိုပြစ်စုံပန်းအချိန်နေမှာလုံးလုံးစေကိုလေးဘာမှလုံးမနေပဲနဲ့နေ့စဉ်ရက်ဆက်ဖြည့်ရှင်းနေရတာကိုလေးပင်ပန်းနေပြီနှုတ်နေအဲ့ဒါပြီးဘာဖြစ်လို့ဖြစ်နေရတာလဲနှုတ်နေတော့လင်မယားချားထဲမှာမှဒီကိစ္စတွေဘာလို့အချိန်ချင်းထက်ခါထက်ခါလာဖြစ်နေရတာလဲ နုနယ်ကပေါပေါကွဲကွဲအော်ဟစ်လိုက်ပါသည် ရှမ်ပေကနာနာချင်းချင်းစိတ်ပြက်လက်ပြက်ပြုံးလိုက်ရင်အဲ့ဒါဘာမှမရှိရဲ့ပြဿနာတစ်ခုကိုမင်းအဆဆွဲထုတ်ပြီးရှုပ်ထွေးအောင်လုပ်ခဲ့လို့ပဲနုနယ်ဘာနုနယ်အပြစ်ပေါ့မင်းကိုကိုကြီးအပြစ်မတင်ပါဘူးဒါပေမဲ့မင်းအဆပဲရှောက်ဆွဲထုတ်လို့ဒါရီဇက်တိုင်ဖြစ်ခဲ့ရတာပဲတခါတလေမှာတချို့သောကိစ္စတွေဟာကိုစိတ်ကိုအနှောက်အယှက်ဖြစ်စေတော့လေ လှလူရှုဥပိ္ပခါပြုပြီးနေလိုက်တဲ့နာမျိုးရှိတယ်။ကို့အတွက်ကောင်းသောခံစားချက်မဖြစ်စေတော့လေ။ဒါလေးကိုစုပ်ကိုင်ပြီးပုံကြီးမချဲ့တဲ့နာရီရှိတယ်။မြူသိမ့်လိုက်တဲ့နာရီရှိတယ်နုနေ။ခုကိစ္စမှာကိုနဲ့ပွင့်ဦးလှတချင်ကပတ်သက်ခဲ့ဘူးတာဟာဘလို့မှပြုပြင်လို့ရတဲ့အတိတ်မဟုတ်ဘူး။မင်းကိုစိတ်ချမ်းသာစေခြင်းလို့ဒီနောက်ကြောင်းကိုပြန်ပြင်ဖို့ကိုတေအောင်စူးစမ်းလေးပဲဘလို့မှပြင်မပေးနိုင်တော့ဘူးနုနေ။ မင်းကိုကိုတကယ်ချစ်လို့မျက်နှိုးလို့လက်ထပ်ခဲ့တာပါ။ဒါပေမဲ့ဖွေဦးလာကိုတစ်ချိန်လုံးကဘာဖြစ်လို့တိတ်ချစ်ခဲ့ရသလဲလို့မင်းသားချင်းခန့်စားနေတော့ရောကိုဘာလုပ်ပြီးလို့ရလဲ။ဟိုတုန်းကဟာဟိုတုန်းကအခုဟာကအခုလေ။အဲ့ဒီဟိုတုန်းကဆိုရင်နောက်ကျောင်းအဖြစ်ပြက်တွေကိုဖြစ်ပြက်လို့သာရစတဲ့န်းဆိုရင်မင်းနဲ့မတွေ့ဘူးကလေးကကိုခန့်စားချက်အတွက်ကိုဖြတ်ပစ်ခဲ့တာကြာပြီပေါ့နှုတ်နေ။ရှုံးနေခဲ့တာလဲပြူခဲ့တာ။ နာကျင်ခဲ့ရတွေကိုဘသူကတတတာစမြုပ်ပြန်နေခြင်းမလဲဒီထန်ရာတွေနာကျင်မှုတွေကိုကိုကရောအသက်ထက်ဆုံးပွေပိုက်နေခြင်းမမလားဒါပေမဲ့သူ့အလိုလို ဖြစ်နေတယ်ဟုတ်တယ်ဝန်ခံနေမင်းကျင်နေအောင်ပြောမင်းကိုပွင့်ဦးလာကိုအချစ်ကြီးလို့အမျက်ကြီးခဲ့တယ်ကဲအဲ့ဒါလိုကြားရတော့မင်းပြော်လားကိုကြီးနုနယ်ဟာခလေးလိုတအေးအေးအောင်ကိုချလိုက်ပါသည် မင်းအတွက်စိတ်ချမ်းသာစရာပျော်ရွှင်စရာမဟုတ်တဲ့ဝန်ခံချက်တစ်ခုကိုမင်းဘာကြောင့်အတင်းတူးဆွနေခဲ့ရလဲမင်းကိုမင်းဒုက္ခပေးနေခဲ့တာမဟုတ်ဘူးလားမင်းဘာဖြစ်ချင်နေရလဲနုနေရဲ့အဲ့ဒီဒစိမ့်စိမ့်ဝင်းတူနာကျင်မှုလေးကိုတာယာနေရလားမင်းအတွက်အကျိုးရလဲဘာများရှိတာမို့လို့လဲအခုတော့တစ်စင်ပြီးတစ်စင်တရစ်ပြီးတရစ်နဲ့ပြဿနာတွေကတဖြည်းဖြည်းအရှိန်ရလာတယ်အရှိန်တက်လာတယ်တကယ်တော့အခုဖြစ်ပျက်တွေဟာရှိကိုရှိမနေရမယ့်အရာ ငပလီကပြန်လာပြီးလင်းစိတ်မှာလင်းဘော်ကဆင်းလက်တိတ်အချိန်ကလေးကပြီးဆုံးသွားရမယ့်ကိစ္စပဲအခုထိလာနေချီပြီးမင်းစုတ်ကင်ထားရင်လွှတ်ချလိုက်ပါတော့လွှတ်ချပြစ်လိုက်တင်နေပါပြီနုနေအခုလည်းပဲဥပရံထွေအောင်ဘာပဲပြောလိုက်ပါစီဘာသာဘောနဲ့ပြောလိုက်ပါစီမင်းဓာရီကိုမေ့လိုက်ပါတော့ကိုသူစီကဘာအကူကြီးအဆောင်ရှောက်မှမယူခဲ့ဘူးပါဘူးဆိုရဲစကားကိုယုံစားပေးပြီးတော့အလုံးအဆုံးတက်လိုက်ပါတော့ကို့ကိုဆက်ပြီးစစ်စစ်မင်းမျက်မနေရောပဲ ခေါင်းထဲကအပီးထုတ်ပြစ်လိုက်ပါတော့နုနေရှိုက်တန်ကခတ်တိုးတိုးထွက်ပေါ်နေစေပင်ငင်းငင်းငိုင်ငိုင်ကလေးနဲ့စိုက်မိစိုက်ရာစိုက်ကြည့်နေသည်ဥပရံထွေအောင်ဘာအတိတ်ပဲနဲ့ပြောတယ်လဲသိချင်နေခဲ့ပြန်တာပါ မတင်မကြမှုတိုင်းကိုအဖြေတစ်ခုရအောင်သူမထုတ်ချင်မိသည် ရှင်းရှင်းသိချင်မိသည်သိရတဲ့အတွက်မသိရတဲ့အတွက် လက်ခံရမည့်အကျိုးအပြစ်ကိုလည်းတွေးမနေမိပါ ကိုကြီးပြောတာဟုတ်ပါရဲ့လေတကယ်တော့တချို့တော့အရာတွေဟာတိခွေမရတာကမှပိုကောင်းသေးရပါ နေရာတကာအရာရာကိုသိနေရခြင်းဟာလေအခါခတ်သိစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်တာမှမဟုတ်ပဲအခုကြည့်လေပွင့်ဦးလှကို အချစ်ကြီးလို့အမျက်ကြီးခဲ့တယ်တဲ့အချစ်ကြီးခဲ့တယ်တဲ့သူအချစ်ကြီးချစ်ခဲ့တဲ့နုနယ်ပါပြင်ပေါ်မျက်ရည်ဥကလေးတွေက တလိမ့်လိမ့်စီးသွေးကြလာရပြန်သည် အဲ့ဒီစကားကို မကြားလိုက်မိရင်ကောင်းမှာမပြောဘဲနေပါတော့လားကိုကြီးရေရှမ်ပေကမြည်လာတဲ့ဖုန်းကိုကင်ကာအခန်းပြင်ထွက်သွားပြီးဖုန်းပြောနေပါသည်ကိုကြီးရဲ့အတန်တက်တဲ့ကိုနုနေကြားနေရသည်တိမ်မဝေးလာတဲ့နေရာပဲမဲ့ကိုကြီးကခတ်အုပ်အုပ်ပြောနေတယ်လို့မှုလုံးစိပတ်စိမကြားရနားစင်တော်လေမသိမကွင်းတဲ့တဲ့သာစကလုံးတွေရောထွေနေသည်ကဲမိနူနဲ့ ဤဘာကြောင့်တည်ချိန်နေပြန်ပါသလဲရံပေကအခန်းထဲပြန်ဝင်လာပါသည်ဟိုဘက်ဒီဘက်နှစ်ခါလောက်အပြန်အလှန်ရှောင်နေပြီးလေဇက်ကနေနုနယ်ပဲလှည့်လိုက်ခါကဲကိုလေအခုကစပြီပွင့်ပွင့်လင်းလင်းပဲပြောမင်းနုနယ်ကရံပေကိုဇဝေဇဝါလေးလှမ်းကြည့်မိသည်ပွင့်ဦးလာရဲ့အကိုကိုကိုစောဖုန်းဆက်တာဟင်သူတို့ကြီးတော့ကိုကျေးဇူးရှင်ဆရာမကြီးရှိတယ် ်သူကကိုကိုတွေ့ကျင်တယ်လို့ပြောတယ်ဒီတရက်နှစ်ရက်အတွင်းအရင်နေ့လာပါအောင်နဲ့ဘလို့နင်းနေဖြစ်စေဆရာမကြီးကိုကိုသွားတွေ့ကိုတွေ့ရမယ်နုနဲ့အဲ့ဒီအိမ်မှာဆရာမကြီးနဲ့ကိုကိုစောပဲနေတာပွင့်ဥလှမနေဘူးသူနဲ့တွေ့ဆရာအကြောင်းလည်းမရှိဘူးဒါပေမဲ့ပွင့်ဥလှငငယ်ကနေခဲ့တဲ့အိမ်သူနဲ့ပတ်သက်တဲ့အိမ်တအိမ်ကိုကိုသွားမှာဖြစ်တဲ့အတွက်မင်းစိတ်ထဲမှာထင်နေမယ်ဆိုရင်မင်းလိုက်ချင်လိုက်ခင်နိုင်ပါရဲ့နုနဲ့ နုနယ်ကငင်းငင်းလေးနဲ့ပဲခေါင်းကိုရှမ်းလိုက်ပါသည်ဟဲ့အင်းနုနယ်မလိုက်ဘူးဝါထက်အပြင်ဘက်မှပတ်ခါအထူးချက်မှတ်ကုသဆောင် ICU ဘက်သို့ ရှမ်းပေကရှောက်လာခဲ့ပါသည်ဒီဝါထအပိုင်းဆရာဝန်ကြီးဟာ သူ့ထက်စီနီယာဖြစ်သူဖြစ်ပေမဲ့ပုံကိုယ်ရေးအရာသူနှင့်ရှင်းလင်းခဲ့မှုအထိုက်အလျောက်ရှိပါသည်သို့သောရန်ပေက သူ့ထံဆက်သွယ်မနေတော့ပါ တကယ်တော့လေရန်ပေဟာဒီ ICU ကိုဆရာဝန်ကြီးတဦးအနေနဲ့ရောက်လာတာမဟုတ်ပေလူနာတဦးကို အခြေအနေကြည့်ဖို့သတင်းမေးပုံစံနဲ့ရောက်လာတာတတ်တတ်သားဖြစ်၍သူ့ချောင်းအလုံးမပူစီလို့တော့တာပဲဒီ watch နဲ့ရန်ပေမစိမ့်ပါနှစ်ပေါင်းရှည်ကြာဒီ watch ထဲမှာ တာဝန်ကျခဲ့တဲ့မီထရွန်ကြီးတွေ sister တွေနဲ့ရန်ပေရှင်နေပါသည် ိတ်မရင်နေတော့လဲရန်ပဲ့ကိုဆရာဝန်ကြီးတယောက်အဖြစ်တည်ထားသောသူနာပြုတချို့လဲရှိနေခဲ့ပါသည်ဖြတ်လျှောက်သွားရင်ကပဲလုံကြီးပြားဝိသူနာပြုတအူကသူ့ကိုခေါင်းလေးညွှန်၍နှုတ်ဆက်လိုက်ခါတအံ့တအော်နှင့်ဆရာကြီးဒီဘက်ကိုလာလေရလားရှင့်ဩကျွန်တော် ICU ထဲထားရလူနာတယောက်ကိုကြည့်ကြလို့ပါ ဟုတ်လားဆရာကြီးဘယ်သူလဲဒီထဲမှာနှစ်ယောက်ရှိတယ်ဥတည်ထွက်ပါ ။အော်ဆရာကြီးအသေးမိတ်ဆွေထင်နေ။ဟုတ်ကဲ့။လာပါဆရာကြီး။ Sarusis Luna ဆရာကြီး။ Very bad condition မှာနေရလာတာဆရာကြီးရဲ့တောင်တာဘက်ကလူနာပါ။သူတို့အဆင်ပြေတယ်လို့နေဘက်မှာပဲကုသနေရပေါ့လေ။မိထီလာမှာတော့စေယုံတစ်ချိန်တက်ဖူးတယ်။အခုမှသူတို့အမျိုးကြီးတွေကအတင်းရန်ကုန်ခေါ်လာစေယုံတင်ပေးလိုက်တာပါ။ရောက်လာကလေးကတော့အခြေအနေကမကောင်းပါဘူးခီးပန်းလိုက်တာလေပါမင်း စေယုံရောက်တာဒီနေ့ကစရုပ်ထားနေပါ မနေ့ကစပြီအချိန်ကြီးကတော်တော်မကောင်းပါဘူးစကားတပြောပြောနဲ့ရှေ့ကဥဆောင်သွားတော့သူနာပြုဆရာမရဲ့နောက်ကလိုက်လာရင်အထူးချက်မှကုသဆောင်နဲ့ဝင်လာခဲ့ပါသည်တကားဝမှာပဲဖနက်ချွန်လဲပိုးတက်ထားတဲ့ဝင့်ယုံရှိခေါင်းဆောင်နှကောင်းစီးလိုကိုပါလူနာကြည့်ဖို့အတွက်ထိုက်၍ဝစ်စင်လိုက်ရပြီးတော့ဆီယာမညုံပြတဲ့လူနာရဲ့ဂရင်နှပေးသူ့လျှောက်လာပါသည် ဂရင်ဘော်ကလူနာကိုမြင်မြင်ချင်းလောက်တရာဆရာဝန်တယောက်ရဲ့မျက်စီအမြင်နှင့်ပင်ဘလုံးမှမရလောက်တော်တဲ့လူနာဆိုတာရှံပေတန်း၍ခံမှန်းနိုင်ပါသည်အယိုးပေါ်အရေးတင်နေပါနှင့်ဗိုက်တက်ခုလည်းကွက်ဖောင်းနေကအသားရောင်ကဝါမွေးမွေးဖြစ်နေပြီတွင်းလိုဟောက်ပတ်ခြိုင်းကြနေသော မျက်လုံးအိမ်ပေါ်မျက်ခုံအရေးကွန်ပါကလေးကတက်လက်လက်လှုပ်ခါမိမ့်မိတ်ကြနေပါသည်နှာခေါင်းမှာအောက်ဆီဂျင်ပိုက်တက်ထားကာ ဗဆက်ကအတန်ငယ်ပွင့်ဟနေသည် ICU ခန်းရဲ့ဝတ်ဆောင်ဟာ ပွားချောင်၍လူနာရဲ့ရှင်ဘတ်ပေါ်ကပ်နေသည့်နေရာတွင်အသက်ရှူတိုင်းရှင်ဘတ်ရဲ့အနိုင်အမြင့်ကိုတင်မကနှလုံးခုန်တိုးနေတဲ့တထုပ်ထုပ်စီးချက်အတိုင်းပါလှုပ်ရှားနေတာမြင်ရပါသည်လူနာပေါင်းများများစွာတို့ရဲ့နောက်ဆုံးချိန်တွေကို ရှမ်ပိန်အချိန်ချင်းအခါခါမြင်တွေ့ဖူးပြီးဖြစ်တော်လေဘယ်တော့မှ သူမျက်စီတွေယူမသွားတတ်ပေ ဒီလိုအချိန်မှာဖြစ်ပျက်နေတဲ့လူနာတို့ရဲ့အဆုံးစွန်မကျမ်းမာသောရုပ်လက္ခဏာသည်ရှမ်းပေ့ကိုအမြဲပင်စိတ်မချမ်းမသာဖြစ်စေပါသည်လူနာရှင်တို့ရဲ့ပူလောင်သောကားနှင့်အာကိုတကြီးအကြီးတို့ကိုလည်းအမြဲပင်စိတ်နှလုံးထိခိုက်စာနာမိမြဲပင်ဆရာကြီးဘာလို့သေးလဲမသိဘူးဒီမှာလူနာရဲ့ case ပါဟုတ်ကဲ့ကျွန်တော်ဘာမှမလိုပါဘူးဆရာမခဏကြည့်ပြီးသွားမှာပါဆရာမလုပ်ဆရာရှိတာလုပ်ပါ ဟုတ်ကဲ့ဆရာကြီးဒါဖြင့်ကျွန်မဝတ်ထဲခဏပြန်အောင်မေးဟိုမှာတော့ ICU ရဲ့ nurse ရှိပါတယ်ဆရာကြီးလိုရင်သူ့ကိုဟုတ်ကဲ့ပါကျေးဇူးပဲဆရာမသူနာပြူကအပြုံးနဲ့နှုတ်ဆက်ခါ ICU ထဲမှ ပြန်လည်ထွက်ခွာသွားပါသည် ရှမ်ပေသည် လူနာရဲ့စီကူတာမှတ်တမ်းကိုငြိမ်သက်စွာငုံ၍ဖတ်နေမိသည် နှစ်ရှည်လာများအလွန်အကျွံအရက်တောက်ခဲ့တဲ့လက္ခဏာပဲလက်ရှိအချိန်မှာတော့လူနာရဲ့အသေးဟာ သူ့လုပ်ငန်းဆောင်တာကိုသူ့အလုံးမလုံနိုင်တော့ပါဘူး။နေမာတော့ကထိထိရောက်ရောက်ဖိဖိစီစီကုတာလာခဲ့တော့မှတ်တမ်းမှတ်ရမရှိပါ။ case file ကိုရှမ်ပေကဂရင်ကောင်းရင်ဗန္နာပြန်တင်ထားလိုက်ပြီးလက်နှစ်ဖက်ကိုပိုက်ချိန်၍လက်တစ်ဖက်ကမင်းစီကိုပြန်အုပ်ကိုင်ထောက်ထားသောပုံစံနဲ့လူနာကိုအတန်ကြာငိမ့်သက်စွာငေးဆိုင်ကြည့်နေမိပါသည်။သူ့ရဲ့ငေးဆိုင်ကြည့်နေမိခြင်းဟာဘလောက်တောင်ကြာနေပြီသူမှသိပါ။ လူနာရဲ့ရှင်ဘတ်ပေါ်ကတလက်လက်ကလေးဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသည့်အင်ဂျီရဲ့အလှုပ်ကိုအကျဉ်အရေးအတွက်လိုက်ရှိတွက်နေမိသလိုတတိလက်လွတ်ဖြစ်နေမိသည်။သူ့နဘေးနာဖြတ်ခန်းနေတစုံတူရောက်လာသလိုခန်းစားလိုက်ရတော့မှနဘေးကိုလှည့်ချလိုက်မိသည်။သူ့နဘေးတွင် သူ့လိုပင် ICU ထဲဝင်သည့်ဝိယုံထပ်မံခြုံလွမ်းဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက်ရှန်နေသည်။သူကိုယ်လည်းဘသူများလည်းဟူတွေးနေဟန်စဝေစဝါကြည်နေပါသည်။ ခဏကြာမှတော့လူရွယ်ကရံပဲ့ကိုဆရာဝန်တရားဟုသတ်မှတ်လိုက်ပုံရသည်အချိန်နေဘလို့ရှိပါသလဲဆရာကြီးအသားညူညူတွင်ရိုးသားဖြူစင်သောမျက်ဝန်းများကငကိုကြည်လင်းသောအခန်းရှိပုံရတော်လဲအခုတော့တောကရိတ်တို့ ဝေတီမှုံမိုင်းနေပါသည် အသက်20နှစ်အစိတ်ချရှိပုံရသော ထိုလူငယ်ကလေးမှာလူရည်မလဲမှု ကျွန်းနုံမှုတို့နှင့်အတူနွမ်းပါသောအရေးအယောင်အငွေအသက်ကိုပါ ေါ်ပေါ်လွင်လွင်မြင်နေရပါသည်။မင်းကလူနာရှင်လား။ဟုတ်ကဲ့ပါခမကျွန်တော်ရန်အေးပါ။အချိန်နေကတော့မင်းမျက်မြင်မင်းညီလေးအချိန်နေမကောင်းဘူး။ဒီပုံစံနဲ့နောက်ဆုံးမတက်တာလို့မှခုလိုရန်ကုန်ကိုစေးရုံလာမတက်ခင်လူနာကမကြမ်းပါရနှစ်နှစ်လာနေချိန်နေပြီဆိုတာလေ။မင်းတို့အသိဆုံးဖြစ်မှာပါ။ရှမ်ပိန်ရဲ့နူးညံ့ကျင်နာသောလေတံတွင်လူငယ်ရဲ့မျက်ဝန်းများကမှုန်ကြီးသွားပါသည် ဒါဖြင့်ဆရာကြီးပြန်ပြန်ပြီးတော့ရှမ်ပေကခေါင်းကိုခက်လေးလေးနှစ်ချက်လောက်ရမ်းလိုက်ရင်ပြန်ကောင်းဖို့မျှော်လင့်ချက်မရှိဘူးညီလေးမင်းကလူနာနဲ့ဘာတော်လဲသားပါရှမ်ပေသည် ရှင်နေ၌တစုံတရာထိုးဆိုင်ခွေးမွေလိုက်တယ်လို့ချက်ချင်းစကားမပြောနိုင်ပေတခဏစွန့်နေမိလေသည်သားလားခတ်တိုးတိုးရေရွတ်လိုက်မိကမင်းအမီရော အမေကဆုံးသွားပါပြီ။မင်းတယောက်ထဲလား။ငွေချင်းရှိသေးလား။မရှိပါဘူး။ကျွန်တော်တယောက်ထဲပါ။အသက်မွေးဝမ်းကြောင်းကဘာအလုပ်လုပ်ကြတာလဲ။အိမ်မှာဆိုင်လေးရှိတော့ကျွန်တော်ကဆိုင်ထဲရောက်ပါရဲ့။တခါတလေတောင်သူအလုပ်လေးလိုက်လုပ်ပါရဲ့။အခုကတော့အဖေကိုစေးကူရင်ဆိုင်လေးမဖွင့်နိုင်တော့ပါဘူး။တောင်သူပဲလုပ်ပါရဲ့။သူ့ရာသီချိန်နဲ့စိုက်စရာရှိတာစိုက်တာပေါ့။ ရှံပေသည်စဉ်းစားစရာတွေခေါင်းထဲပြည့်ကျက်သွားကဇဝေဇဝါနှင်မင်းဖေကရောအရင်ကဘာလုပ်လဲညီလေးဟိုးရင်ကတော့အဖေကဘဲလောင်နှမ်းလောင်ကုန်တဲ့အသေးပေါ့နောက်တော့ အဖေကအရက်တအားတောက်တော့အလုတ်အကင်လေးမမှန်တာနဲ့အဲ့အလုတ်မလုတ်ဖြစ်တာကြာပါပြီနောက်အိမ်မှာပဲဈေးဆိုင်လေးဖွင့်ထားတာပါလွန်ခဲ့တဲ့နှစ်ခရေကအတော်မကျန်းမာတော့ဈေးလေးကူရဆိုင်လေးပြုတ်တာပါပဲဆရာကြီး မင်းကရောចောင်းပြင်ညာကြီးကပြီးသွားပြီလားကျွန်တော်အဝေးတင်တက်ပါတယ်ဒီနေ့မြမစာနောက်ဆုံးနှစ်ပါဩဘာပဲဖြစ်ဖြစ်ပညာတော့တင်ပြခဲ့တင်ပြနေတာကိုတော်ပါသေးရဲ့လို့တွေးမိပါသည် မင်းတို့ကိုဒီခေါ်လာရဲ့ကိုစုံနဲ့ကဘလို့အဆက်အဆက်ရတာလဲဩဆရာကြီးကဦးစုံတို့နဲ့အတိလားဦးစုံတို့သားမိကအဖေနဲ့ကအမျိုးမဟုတ်ပေမဲ့အမျိုးလိုပဲကောင်းပါရဲ့ခမညာ ជីជីကအဖေကိုကူညီပါတယ်။သုံးလေးနှစ်တချိန်တော့အဖေကជីជីကိုသွားတွေ့တတ်ပါတယ်။ကျွန်တော်လည်းပါပါလာတော့ជីជីတို့ဥဇော်တို့နဲ့ခင်မင်ပါတယ်။ကျေးဇူးရှင်တွေပါ။ဥဇော်ညမအန်တီပွင့်ဦးကလည်းစောင်းရင်မဟုတ်ဘူးအများကြီးပေးပြီးအမြဲကူညီဆောင်ရှောက်ပါတယ်။ကျောင်းတော့ဖွဲ့ရအောင်တက်ဖို့လူလာဘာမဆိုလှမ်းပြောဖို့အမြဲမှားပါတယ်။ကျွန်တော်လည်းရန်ကုန်ရောက်တဲ့အခိုက်တွေ့လို့ဂျုံလို့မဟုတ်ဘူးပြင်တော့ယူလိုက်ပါတယ်။ တခြားတော့တကူးတကအကူညီလှမ်းမတောင်းမှုပါဘူးဆရာကြီးအခုတော့မိထီလာဆရာဝန်ကရန်ကုန်မှာစေးရုံသွားတက်တဲ့လို့ပြောလို့ကျွန်တော်ကជីជីလို့စီဖုန်းဆက်ပြီးလှမ်းပြောပြတာပါជីជីကအခုချက်ချင်းရန်ကုန်လာဖို့စီစဉ်ဆိုပြီးတရက်နှစ်ရက်ကြာတော့ဥစော်ကကားနဲ့လာခေါ်ပြရပါဆရာကြီးជីជីတို့အိမ်မှာပဲကျွန်တော်တဲပါတယ်ကြားရသမျှစကားအားလုံးတို့အတွက်ရန်ပဲ့ရှင်နေတွင်ဘလို့ခန်းစားရမှန်းမသိအောင်တသိမ့်သိမ့်နဲ့ ဝမ်းပန်းတနေစွတ်စွတ်နှင့်နှင့်ခံစားရလေသည် လေချောင်းတွေ၆ခါရှင်ဝမှာ အလုံးတစ်လုံးက လာစုနေသည်နှစ်ပေါင်းများစွာဘာမှကိုမသိပဲကိုပညာရေးကိုအလုံးကိုရက်တည်မှုကိုကိစ္စတွေနှင့်သာ လုံးချလိုက်ရက်တည်နေခဲ့မိတဲ့သူဟာတာဝန်ဝတ္တရားများစွာလဲပြက်ကွက်ခါအဖြစ်မှန်တို့နှင့်လဲဝေးကွာလျက်ကိုအချောင်းကလွဲလင်းတခြားဘာကူမှမစူးစမ်းမလိလာမဝေခွဲခဲ့မီ အတားကြီးတဲ့လူတစ်ယောက်လိုသူဖြစ်နေခဲ့လေပြီ။ရှမ်ပေသည်ရှင်နေတွင်ရုတ်တရက်အပြစ်တွေအများကြီးပြည့်တက်လာသလိုခံစားမိကသတိမထားမိခင်အတွင်းပင်မျက်ရည်လည်လာခဲ့သည်။သူသိထားသမျှဟာအမှားရီပါလား။ဒီလိုသိမြင်ထားမိအောင်လဲသူ့ကိုဖုံးကွယ်လိန်ညာသူကလိန်ညာခဲ့သည်မဟုတ်လား။အဲ့ဒါလိုသတင်းအမှားကိုရထားခဲ့လို့သူတို့သားအမိကိုစွန့်ထားပြစ်ခွာသွားခဲ့တဲ့သူ့ရဲ့အဖေဟာ အလွန်တရာစီပွားရေးပြည်လဲပြီးပြည်စုံကျွေးဝနေတယ်သူထင်ခဲ့မိသည်။ဒါကြောင့်လဲသူဟာနှစ်သူ အစဉ်တပြေးရှိနေမိအဖေကို သူဆက်သွယ်ဖို့မကြိုးစားခဲ့မိပါ။မင်းအဖေကိုရန်ကုန်ကနေပြန်ခေါ်သွားနိုင်ဖို့မျှော်လင့်ချက်မရှိတော့ဘူးရန်အီ။ဒီအချိန်ဒီတန်းကနောက်ထပ်အလွန်ဆုံးခံ58နာရီလောက်ပဲ။တခြားလဲအကြောင်းကြားခေါ်စရာမိသားစုဝင် မရှိဘူးဆိုတော့မင်းဖို့တော့အချိန်ဒီကိုလက်ခံဖို့ပဲကြိုးစားပါညီလေး။ ဟုတ်လူငယ်ကနှာသီးဖြားလေးပြီးရဲတက်လာပါသည်ဒီဒီမှာဒီလူကိစ္စဖြစ်ကျွန်တော် ကျွန်တော်အဆင်ပြေအောင်လုပ်ဖို့လွယ်ပါမလားမသိဘူးဗျာရန်ကုန်မှာကျွန်တော်မကျွမ်းကျင်တော့လေအဲ့အတွက်ပူပင်တော့ကမဖြစ်ပါနဲ့ရန်အေးငါအားလုံးတာဝန်ယူပါတယ်ငါကမင်းအကူကြီးအရင်မှာ